မေးလိုက်တိုင်းနဲ့အကောင့်ဘက်ကနေဖြည့်ပြီးဖြည့်ပေးတာအရန်လေးစားတယ်ဗျာတဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဒီမတ်မတ်ပေးတဲ့ပိုင်ရှင်ကိုလည်းတော့ကျွန်တော်ဒီလိုမျိုးမြင်နေပတ်သက်ပြီးကျွန်တော်တီးတက်လောက်လေးတွေမျှဝေတဲ့အခါမှာဘာတွေဘာတွေအများဆုံးတွေ့ရလဲဆိုရင်မြင်နေပတ်သက်ပြီးတော့ပိုက်ပေါင်းမိတဲ့လူတွေအများကြီးတွေ့ရတယ်သူများဝယ်လို့ဝယ်လိုက်တယ်ကိုယ့်ရဲ့မိတ်ဆွေမို့လို့ဝယ်လိုက်တယ်အသူများတွေအိမ်ဆောင်နေရတဲ့လန်ခင်းနေပြီဆိုလို့ဝယ်လိုက်တယ်ဝယ်လိုက်တဲ့ဟာတွေအများဆုံးကြည့်မယ်ဆိုရင်လဲမြေတွေများတယ်နော်လဲမြေတွေများတယ်အချို့ကျတော့ လင်မြေနဲ့ပတ်သက်ပြီးတော့အဆင်ပြေတာလေးတွေရှိတယ်မပြေတာလေးတွေရှိတယ်အရင်ကတော့လူနေထိုင်ဖို့မလွယ်ဘူးပေါ့လင်မြေဖြစ်တဲ့အတွက်လူနေထိုင်လို့မရတဲ့နေရာကြတော့ချိုးကြလဲအကွက်ရိုက်ပြီးတော့ရောင်းကြတာတွေရှိတယ်နော်ဒါပေမဲ့အခြားနည်းကြပြီးတဲ့လူနေထိုင်ဖို့လူနေထိုင်ခွင့်ရတဲ့နေရာမှာအဆင်ပြေမယ်ရှောက်ထားတာမျိုးလည်းအဆင်မပြေဘူးရှောက်ထားတာကြတာမဟုတ်ဘူးကျွန်တော်ဗီဒီယိုတွေလုတ်ထားဖို့လည်းရှိတယ်ပေါ့နော်ဒါကြောင့်မိတ်ဆွေတို့တွေကိုယ့်ရဲ့ချွေးနေတာနဲ့ဝယ်တာဖြစ်တဲ့အတွက်တိတ်ချာလေးတတိထားပြီးတော့ဝယ်ပါစစ်ဆေးပါလိုအပ်ရင်ရှင့်နေခေါ်ပါတိတ်ချာလေးချုပ်ပါတိတ်ချာလေးရှင့်နေခေါ်ပေါ့နော်ပြောချင်တာက တကယ်လို့ဒီအရာတွေကိုကျွန်တော်တို့ကိုယ်တိုင်နားလည်မကောင်းဘူးလားဒါဆိုရင်မြေဝဲတဲ့အခါတိုင်းကျွန်တော်တို့အရှုံးမရှိတော့ဘူးကျွန်တော်တို့ရဲ့မြေမြေကိုကျွန်တော်တို့တွေကတကယ်အသုံးချခွင့်ရမယ်တကယ်ကြိုးကြည့်သူရမယ်နော်မြေကစပွားပွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ပြန်ရောက်ပြန်ဝဲတဲ့ခါမျိုးတွေမှာဘလို့ပဲဖြစ်ဖြစ်မြတ်နေမှာပဲနော်အဲ့တော့ငားထတကယ်လို့မအိမ်ပါလို့ငားမယ်ဆိုရင်အငားကရအောင်ပဲဒီလိုလေးတွေအဆင်ပြေတယ်နော်ဒါကြောင့်ကိုယ်ကိုယ်တိုင်နားလေတက်ကြွမယ်ဆိုရင်ဒါတွေကကောင်းတယ်တကယ်လို့မှနားမလဲဘူး ်မလေးလာတိတ်မှုဆိုရင်လေးလာလို့ရတယ်နော်လေးလာလို့ရတဲ့နေရာတွေရှိတယ်လေးလာကြည့်ပါဒါကျွန်တော်တို့ဆိုရင်ဒါမျှဝေပေးတာတခါပြောမှ3မိနစ်ပဲကျွန်တော်တို့ TikTok ကနေပေးပြောတာတွေရှိတယ်များဝိုင်းလည်းသူတိတ်ကြည့်မှာမဟုတ်တော့ဒီလိုလေးတွေရှိတာပေါ့နော်ဒါကြောင့်ကျွန်တော်တို့က3မိနစ်တွေမှာထိတိမိမိလေးပြောပေးတာသူများကိုကုညီခွင့်ရတယ်ပေါ့ဒီလိုလေးတွေ TikTok လေးတွေပေါ်လာတဲ့ခါကျသူများကိုကုညီခွင့်ရတယ်ပြောပြလို့ရတယ်အရင်ကကျွန်တော် live season နဲ့လွှင့်တာဆိုတော့ကိုကိုတိုင်း ဒီမြင်နဲ့ပတ်သက်ပြီးနားလည်မယ်ဆိုရင်တကယ်ကိုအကျိုးများတယ်ဥပမာလို့ရင်လက်မြေဆိုရင်ကျွန်တော်အခွဲရရောင်းလို့မရဘူးနေလို့မရဘူးဥပမာနေလို့ရဆိုရင်ရွာမြေတွေအဆင်ပြေတယ်ဆလစ်မြေတွေအဆင်ပြေတယ်ပါမစ်မြေတွေအဆင်ပြေတယ်ဂရမ်မြေတွေဘူဝပိုင်းတွေစသည်ဖြင့်အဆင်ပြေတာလည်းများပြီဒါပေမဲ့ဝယ်တော့အဆင်ပြေတယ်ဒါပေမဲ့ပြန်ရောင်းတဲ့ခါကျရင်ဈေးကွက်ကိုနားလည်ဖို့လည်းလိုသေးတယ်နော်အဲ့လိုအရောင်းဝယ်တွေကကြရင်ညှိနှိုင်းတဲ့ပညာတွေလည်းလိုသေးတယ်ဆိုတော့ဝယ်ရောင်းတဲ့အမှာဘယ်လိုမျိုးဘယ်လိုမျိုးဘယ်ယာတွေတိထားရမလဲဘယ်ယာတွေရှိထားရမလဲဒါလေးလည်းတိဖို့လိုတယ် နော်ဆိုတော့ဝယ်တာတော့လွယ်တယ်ဒါပေမဲ့ပြင်ရောင်းရင်ခက်တဲ့နေခက်နေတဲ့နေရာလည်းအများကြီးပဲဘယ်နေရာမှာယင်းနီးမြုပ်နိုင်မျက်နိုင်မယ်ဘယ်နေရာမှာယင်းနီးမြုပ်နိုင်မှာမျက်နိုင်ဘူးဒါတွေလည်းကျွန်တော်တို့ကသိဖို့လိုတယ်နော်အခုကျွန်တော်တို့ဒါဆိုရင်ကျိုးတော်အနေနဲ့မြေလောကမှာရက်တိလာဆိုတော့ကျွန်တော်တို့6နှစ်ကျော်9နှစ်တည်းဝင်လာပြီနော်ဆိုတော့တက်တော်တော်များကိုနားလည်ပြီးသားဖြစ်နေတယ်ဒါကြောင့်ကျွန်တော်မျှဝေပေးခြင်းဖြစ်တယ်တကယ်လို့မှစိတ်ဝင်စားလို့ရှိရင်တော့တင်တဲ့မှာလာ join ပါဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်တင်တဲ့မှာပြန်ဆောင်ကြမယ်ဟုတ်ကဲ့ကျွန်တော်နာမည်ကိုဆိုင်ပါတည်ခြင်းတဲ့အကြောင်းအရာများကျွန်တော်ရဲ့ ကွန်မန့်အောက်မှာရေးသွားပေးပါတကယ်လို့ဒီဗီဒီယိုလေးကြိုးရှိတယ်ဆိုရင် yes လို့ရေးခဲ့ပေးပါအားလုံးကျေးဇူးတင်ပါတယ်